အလုံးအလုံးဝမင်္ဂလာပါဗျာ JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Joshua Van နေနဲ့ Brandon Rybo နဲ့ Lusa Win ထုတ်တပ်ဖို့လက်ခံလိုက်တာကမှန်ကန်ရဲ့လားဆိုတဲ့တုံတချက်အကြောင်း Bronica နဲ့ပွဲဖြစ်မဲ့တရင်ထွက်ထားခဲ့ပူတဲ့ Super Game နဲ့ပွဲစီစဉ်ပြလိုက်တဲ့ One Championship ရဲ့အကြောင်း UFC ကိုပြန်လာချင်နေတယ်လို့တရင်တွေထွက်လာခဲ့တဲ့ Francis Ngannou ရဲ့အကြောင်း1173ပြန်ပွဲကိုပြန်လည်အသက်သွင်းတော့မဲ့ချက်ထွေးရဲ့အကြောင်းစောင့်နေစိတ်ဝင်စားစရာအကြောင်းအရာတွေကို ဒီကနေ့မှာစူးစီးတုံ့တန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ယခုလအစောပိုင်းကဘရူနိုစီဗာကိုအလဲထိုးအနိုင်ယူနိုင်ထားခဲ့တဲ့ဂျိုရှောဘန်ဟာဆူဝင်တော့ပရိသတ်တွေကိုအံ့အားသင့်စီခဲ့တဲ့တွေ့ဆန်းကိုလက်ခံလိုက်ပါတယ်။ UFC 317ပြန်ပွင့်ကြီးမှာဆိုရင်တော့ Brandon Rybo နဲ့ Manny Capito ရဲ့ Flyweight တွေ့ဆန်းကိုစီစဉ်ထားပြီးခဲ့ရမှာ Manny Capito ကတန်ရာကြောင့်နှုတ်ထွက်သွားခဲ့ပါတယ်။ UFC ကတော့ money cupping နေရာမှာလူစားဝင်ထိုးတက်ဖို့အတွက် Joshua Van ကို can land လာခဲ့ပါတယ်။ Joshua Van ဟာ UFC ကိုစရောက်ကတည်းက short notice can land မှုတွေကိုတောင်းလျှောက်လက်ခံပေးလာခဲ့ပါတယ်။ဒီတစ်ခါမှာဆိုရင်လည်း UFC ဘက်က can land တာကိုလက်ခံလိုက်ပါတယ်။ဒီတစ်ခါ short notice လက်ခံလိုက်တာဟာဆိုရင်တော့စူးရင်ပုတ်လဲကောင်းနေခဲ့ပါတယ်။ ဘလူလင်းဆိုတော့ပြိုင်ဖက်ကလက်ရှိ flyweight တန်းရဲ့ number 1ဖြစ်တယ်လို့ချန်ပီယံလူခွင့်နဲ့လည်းနီးစပ်နေပြီဖြစ်တဲ့ fighter မျိုးပါဒီလို fighter ကိုပွဲထူပြီးသုံးပတ်အကြာမတင်လက်ခံထိုးတက်ရမှာကစူးရင်စရာကောင်းနေတာပဲဖြစ်ပါလေဘာပဲဖြစ်ဖြစ် UFC ကတွဲဆိုင် poster ကိုတရားဝင်ကြေညာလိုက်ပြီဖြစ်လို့ဝေကတော့အတီးဖြစ်သွားခဲ့ပါပြီ ပထမဆုံးအချက်အနည်းနဲ့ပြောရမယ်ဆိုရင်တော့ဘရူနိုစီဗာနဲ့ပွဲမှာဂျိုရှောမဟာជីជីမမတန်ရာရရှိထိခိုက်သွားတာမျိုးမရှိခဲ့ပါဘူးတကယ်လို့အဲ့ဒီလိုရှိခဲ့မယ်ဆိုရင်တော့ UFC ကရှော့နှုတ်တဲ့ဝင်ထိုးဖို့အတွက်ကန်လန်းလာမှာမဟုတ်ပါဘူးဒါကြောင့်တုံးပတ်ဆိုးတဲ့အချိန်ကဂျိုရှောဖန်အတွက် recovery ပြန်ရဖို့အတွက်လုံလောက်တယ်လို့ပြောရမှာဖြစ်ပြီးဒီအပိုင်းနဲ့ပတ်သက်ပြီးတော့စိုးရင်ရတဲ့အခြေအနေမျိုးမှာမရှိနေပါဘူး။နောက်ထပ်တစ်ချက်ကတော့လေ့ကျင့်ပြင်ဆင်ရတဲ့အပိုင်းပင်ဖြစ်ပါလိမ့် ိုင်တန်တွေဆိုရကပွဲတပွဲမထိုးခင်မှာကိုယ့်ရဲ့ပြင်ဖက်ရဲ့ game plan အသာချက်အနည်းချက်တွေကိုကြိုတင်လေ့လာပြီးတော့ပွဲအတွက်ပြင်ဆင်ကြရပါတယ်ဒီလိုလေ့ကျင့်ပြင်ဆင်တဲ့နေရာမှာလဲပြင်ဖက်ကိုဘလို့ game plan နဲ့ရင်ဆိုင်ရမလဲဆိုတော့ကိုပါနီးပြနဲ့အတူကြိုတင်လှုပ်ဆောင်ထားရပါတယ်တကယ်တမ်းဒီလိုပြင်ဆင်တဲ့အပိုင်းမှာကလည်းတက်ပြီးတော့ပြဿနာမရှိနိုင်ဘူးလို့ပဲထင်မြင်မိပါတယ်ဘလို့လဲဆိုတော့ Brandon Rybook ကလည်းပြင်ဖက် Money Khambi အတွက်ပင်ပြင်ဆင်မှုတွေလုပ်ထားမှာဖြစ်ပါတယ် အခုတော့ပြန်ဖက်ကဂျိုရှော့ဘန်ဖြစ်သွားခဲ့တဲ့အတွက်ဒူလင်းအပြောင်းလဲတွေလုံရတော့မှာဖြစ်ပါတယ်ဒီပွဲမှာတိုင်ခင်မလေးဂျိုရှော့ဘန်ဟာကန်ဝင်းပီလီချင်းထားတဲ့အတွက်သုံးပတ်ဆိုတဲ့လီချင်းချိန်ကသူ့အတွက်လုံလောက်မယ်လို့ထင်မိမိပါတယ်ဂျိုရှော့ဘန်ကိုရင်ကလည်းသုံးပတ်ဆိုတဲ့လီချင်းချင်းကသူ့အတွက်လုံလောက်တယ်ဆိုတဲ့အကြောင်းကိုရစ်တက်ထရီကိုမစိုးရင်ကြောက်ဖို့အတွက်လည်းပြောဆိုထားခဲ့ပါတယ်။ဂျိုရှော့ဘန်အတွက်စိုးရင်စရာအကောင်းဆုံးအပိုင်းကိုပြောရမယ်ဆိုရင်တော့ဝိကက်လောက်ရတဲ့အပိုင်းပဲဖြစ်နိုင်ပါတယ်။ The Grand Fighter တွေအတွက် wicket လုံရတယ်ဆိုတော့ကပရိသတ်တွေမြင်တွေ့ရတာထက်ပိုပြီးတော့မှခက်ခဲတက်ပါလိမ့်ဂျော့ဂျာဘန်ဟာတုံးပတ်အတွင်းမှာပင် flyweight တက်မဲ့ weight အတွင်းပြင်ရဖို့အတွက်ထပ်ပြီးကြိုးစားရအောင်မှာဖြစ်ပါလိမ့် UFC မှာဆိုရင်ယခုလိုမျိုးပွဲထိုးပြီးတလတော်မပြည့်သေးပင်နောက်ထပ်တပွဲထိုးကြတဲ့ fighter တွေရှိခဲ့ပူပါလိမ့်ဒါပေမဲ့သူတို့တွေကနောက်ထပ်တပွဲကြရင်အဲ့ဒီဝိတ်တန်းကိုဆက်ထိုးကြတာမဟုတ်ပဲတဆင့်တက်ပြီးတော့မှပွဲလက်ခံတာပါယခုလိုသုံးပတ်အတွင်းမှာနောက်ထပ်တစ်ချိန် ထပ်ဝေချရမယ့်ကိစ္စကတော့ဂျိုရှော့ဗန်အတွက်ခက်ခဲနိုင်တယ်လို့ပင်ပန်းသားတွေလည်းကြုံတွေ့ရလာနိုင်ပါတယ်။ဒါကဆွမ်းဆောင်ရေးအပေါ်မတိခိုက်သွားစေဖို့အတွက်ဆူတောင်းသွားရမှာပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီပွဲကိုခြုံငုံတုံးတက်လိုက်ရမယ်ဆိုရင်တော့ဂျိုရှော့ဗန်အတွက်အရှုံးမရှိနိုင်တဲ့ပွဲလို့ပြောချင်ပါတယ်။လက်ရှိမှာ ranking အဆင့်30နေရာကိုရောက်လာပြီဖြစ်တဲ့ Joshua Van အနေနဲ့ ranking number 1 Brandon Raibogota အနိုင်ယူလိုက်နိုင်မယ်ဆိုရင်တော့ထိတ်ဆုံး9ရောက်စီးရင်ထဲမှာပါပေါဝင်သွားမှာဖြစ်ပြီးတော့ ချန်ပီယံလူခွင့်နဲ့ပါတမ်ပီရရှိသွားနိုင်မှာလေဖြစ်ပါတယ်တကယ်လို့ရှုံးနေတွန်းခဲ့မယ်ဆိုရင်တော့မှသုံးဘက်ထင်းနဲ့အဆင့်တက်ကဖိုင်တာကိုလက်ခံထိုးရတဲ့တတိနဲ့တင်ချီချိုးဖို့ကောင်းနေပြီဒီရှုံးပွဲကတို့အတွက်အများကြီးထိခိုက်လာနိုင်မှာတော့မဟုတ်ပါဘူးမြန်မာပြည်သက်တွေအနေနဲ့လေဂျော့ရှာဗန်တယောက်သုံးဘက်တာပြင်ဆင်ချိန်အတွင်းမှာဘာလို့ပြင်ဆင်လာနိုင်မလဲဆိုတာနဲ့နံပါတ်1 ranking ကဖိုင်တာကိုရောအနိုင်ရယူပြတ်သွားနိုင်မလားဆိုတာကတော့ တကယ်ကိုစိတ်ဝင်စားနဲ့စောင့်ကြည့်တွန်းဖို့လိုအပ်နေပါတယ်။စူပါကင်ဟာဆိုရင်တော့ဝမ်ချမင်းရှင်ရဲ့အမျိုးသမီးအန်တန်ဝိတ်တန်မှာကစ်ပေါ့စင်နဲ့မွေထိုင်းပိုင်းထူးတက်နေတဲ့ဖိုင်တာတူပဲဖြစ်ပါတယ်။ဒီမှာရဲ့ဖခင်ကဂျရွန်ဆန်မွေထိုင်းကလပ်ရဲ့ပိတ်ကန်ရှင်ဖြစ်ပြီးတော့မွေထိုင်းမျိုးယိုကလာတဲ့ဖိုင်တာမလီတူလည်းဖြစ်ပါတယ်။သူမရဲ့အမဖြစ်တဲ့ဝန်တန်ကင်ဟာဆိုရင်လေဝမ်ချမင်းရှစ်ကဖိုင်တာတူပင်ဖြစ်ပါတယ်စူပါကက်ကိုပရိသတ်တွေပို့တတိထားစီမိတာကတော့စတန်ဖစ်တဲ့နဲ့ပွင့်ပဲဖြစ်ပါတယ် စတန်ဖစ်တဲ့အောင် MMA ချန်ပီယံမဖြစ်ခင်ကစ်ဘောက်ဆင်ခေါင်းစဉ်အောက်မှာစူပါဂင်းနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။စူပါဂင်းဟာစတန်ကိုအကောင်ဆုံးရှင်ထိုးပြနိုင်ခဲ့ပြီးတော့ split decision နဲ့ကပီရှုံနေသွားခဲ့ရပါတယ်။တကယ်တမ်းဒီပွဲကဒိုင်းဆုံးပြချက်ဟာဆိုရင်လည်းအငင်းပွားစရာဖြစ်ခဲ့ရပြီးတော့ပရိသတ်တချို့ကလည်းစူပါဂင်းအနိုင်ရရှိတဲ့နဲ့ဆိုပြီးမတ်ချက်ပီးသွားခဲ့ပါတယ်။ဒါကြောင့်လဲဝမ်ချမရှိကပွဲကောင်းတဲ့ပွဲအနေနဲ့ပါတတ်မှတ်ပြီးနောက်ပိုင်းမှာစူပါဂိမ်းအတွက် အပူစုငွေကြီးပြန်လည်ချင်းမြင့်လိုက်ပါတယ်။စူပါဂဲဟာနောက်ဆုံးထိုးတက်သွားခဲ့ရတဲ့ပွဲမှာဆိုရင်တော့ခရစ်စတီနာမိုရာရက်စ်ကိုအလဲထိုးနဲ့ရှုံးနေထားခဲ့ရပါတယ်။အဲ့ဒီပွဲကလည်း2023ခုနှစ်ဩဂတ်စ်လတုန်းကဖြစ်ပြီးအခုဆိုရင်စူပါဂဲအနေနဲ့ပွဲဝေးထွားခဲ့ရတာဆိုရင်တော့တနစ်ကြော်လောက်ကြာခဲ့ပြီလည်းဖြစ်ပါတယ်။ကြားထဲမှာတော့ဘရော်နီကာနဲ့စူပါဂဲတို့သွေးဆိုင်တဲ့တင်းတွေကထွက်ခဲ့သေးပါတယ်။ ဆိုပါကဲကသူမအနေနဲ့ပွဲပြင်ရပြီဖြစ်ကြောင်းအတိပေးလာတဲ့အချိန်မှာတိုက်ဆိုင်စွန်နဲ့ဗရိုနီကာကလည်းသူမပွဲကလာတော့မယ်ဆိုတဲ့အကြောင်းကိုပြောခဲ့ပါတယ်။ဒါကြောင့်ပရိသတ်တွေကလည်းစူပါဂင်းနဲ့ဖြစ်နိုင်တဲ့ဆိုပြီးထင်ကြီးတွေပြီးနေခဲ့ကြပါတယ်။ဒီကနေ့မှာတော့ဝမ်ချမ်ပီယံရှစ်ကဗရိုနီကာနဲ့ဂျူနီယာဖက်တတူတွဲဆိုင်ကိုစီစဉ်ပြီးခဲ့တာပဲဖြစ်ပါတယ်။စူပါဂိယေတွဲဆိုင်ဟာဆိုရင်လေလာမယ့်ဩဂတ်စ်လမှာဂျင်းပန်ပြလို့သွားမယ့်159ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်ပါတယ်။စူပါဂိယေပြိုင်ဖက်ကတော့ ဘူဂေးရီးယားဖိုင်တာတူဖြစ်တဲ့တီရူဒိုရာဂီရီလိုပါဆိုတဲ့ဖိုင်တာပဲဖြစ်ပါတယ်။ဒူမတ်ကဝမ်ချမ်ပီယံရှစ်ခေါင်းစဉ်အောက်မှာတပွဲပဲထိုးတက်ဖူပြီးအဲ့ဒီတပွဲကလည်းရှုံနေထားခဲ့တာပဲဖြစ်ပါတယ်။ပထမပွဲထိုးတက်ထားတာကတနစ်ကျော်အကြာမှပဲနောက်ထပ်တပွဲကပြန်လည်ရရှိလာခဲ့တာပဲဖြစ်ပါတယ်။စူပါဂင်းနဲ့ဂရီလိုဗန်တို့ကအန်တန်ဝိတ်မွေးထိုင်းခေါင်းစဉ်အောက်ကနေထိုးတက်သွားကြမှာဖြစ်ပါတယ်။ ဝမ်ချမရှိကတော့စူပန်ကေကိုကာလာရှိအချာမှပရမဆုံးပြန်ထူးတက်မဲ့ပွဲမှာနိုင်ပွဲရစီလောက်တဲ့တွယ်ဆိုင်မျိုးကိုဖန်တီးပေးခဲ့တယ်လို့ပြောလို့ရပါတယ်။ဒါချင်းချက်ရင်ဘရော်နီကန်ရဲ့ပြိုင်ဖက်တအူးဖြစ်လာနိုင်ချေရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မြန်မာပရိသတ်တွေကပါသူ့ပွဲကိုစောင့်ကြည့်အားပေးသွားတင်ပါတယ်။တကယ်တမ်းဆိုရင်တော့ဝမ်ချမရှိဟာအော့ဂတ်စ်လမှာအမေရိကန်မှာ1173ဆိုတဲ့နာမည်နဲ့ PPV ပြိုင်ပွဲတစ်ပွဲကျင်းပဖို့စီစဉ်ထားခဲ့တာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ကောင်းပွဲမှာဆိုရင်တော့ Stan Fitter နဲ့ Denise Zambowanga တို့ရဲ့ခပ်ပတ်ပေါင်းစည်းပွဲကိုပါစီစဉ်ပေးထားခဲ့ပါလိမ့်။နောက်ပြီးမြန်မာဖိုင်တာဆူလင်းဦးနဲ့ Lion Harrison တို့ရဲ့တွဲဆိုင်ကိုပါ1173မှာပွဲတင်ပေးထားခဲ့တာပင်ဖြစ်ပါလိမ့်။ရိတ်သက်တွေစိတ်ဝင်စားခဲ့ကြရတဲ့ဒီပြိုင်ပွဲကြီးဟာဆိုရင်တော့စီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး။ကောင်းပွဲထိုးတက်မဲ့ Stan Fitter ဟာဆိုရင်လည်းဒဏ်ရာအရှင်းမပြောက်ကင်းသေးတာကြောင့်ပြိုင်ပွဲကနေနှုတ်ထွက်သွားခဲ့ပါလိမ့်။ ။ဒါကြောင့်တွဲဆိုင်ပြတ်သွားယုံတင်မကပင်ဝမ်ချမစ်ရှစ်ကအမေရိကန်မှလုံမဲ့ပြိုင်ပွဲတစ်ခုလုံးကိုပါရွှေ့ဆိုင်ပြစ်လိုက်ပါတယ်။ဝမ်ချမစ်ရှစ်ဘက်ကဒီပြိုင်ပွဲကို2026ခုနှစ်ကျမှပင်ပြန်လည်ကျင်းပသွားမယ်ဆိုပြီးတော့လည်းကြေညာထားခဲ့ပါတယ်။ဒါပေမဲ့လည်းမကြာသေးခင်ကပဲမစ္စတာချက်ထရီဟာ1173ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်ဆံမြနာတွေကနေပြီးတော့တင်လာခဲ့ပါတယ်။တကယ်တမ်းကြီးညာထားတယ်လို့ဆိုရင်တော့1173ရွှေ့ဆိုင်ထားရတဲ့အချိန်ကတနည်းကျော်လောက်လိုနေသေးပါတယ်။ အခုချက်ထွေးကြေညာတာက1173ပြည်ပွဲကိုအမေရိကန်မဟုတ်ဘဲတခြားမှာပြန်စီစဉ်မဲ့သဘောမျိုးလင်းဖြစ်နိုင်ပါတယ်။နောက်ပြီးဒီပြည်ပွဲက2025ခုနှစ်မကုန်ခင်မှာဖြစ်လာနိုင်ပါတယ်။ One Championship ဟာဂျပန်ပြည်ပွဲကြီးပြီးကြတဲ့က PVV ပြည်ပွဲမချင်းပသေးရတာကြောင့်အခုလိုပြန်စီစဉ်လာတာဖြစ်နိုင်ပါတယ်တကယ်လို့ One Championship အနေနဲ့1173ပြန်ပွဲကိုဒီနှစ်ထဲမှာပဲတခြားနေရာမှာပြန်စီစဉ်လာနိုင်တဲ့ဆိုရင်တော့မြန်မာ Fighter Sony ဦးရဲ့တွဲဆိုင်ကိုပါ ပြန်လည်ထက်သွင်းမလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါနဲ့ဝမ်ချမင်းရှစ်ကမြန်မာဖိုက်တာတွေကိုဆိုရင်တော့ဝဲဝီမထားပဲနေရာပိတ်တက်တဲ့အချက်ကိုလည်းမိထားလို့မရပါဘူးလာမယ့်နှစ်အထိရွှေ့ဆိုင်ထားတဲ့အမေရိကန်ပြိုင်ပွဲကြမှာပွဲပြန်တက်ပြီးမယ်ဆိုရင်တော့တနည်းကျော်လောက်ဆောင်ဆိုင်ရမယ့်အနေအထားမျိုးဖြစ်သွားနိုင်ပါတယ်လက်ရှိမှာတော့အတိအကျပြောလို့မရသေးပဲ117 3နဲ့ပတ်သက်ပြီးတော့ချက်ထွေတို့ရဲ့ဂျင်ညာလာတာကိုဆက်လက်ဆောင်ကြည့်တွားရမှာပဲဖြစ်ပါတယ် ဖရန်စင်အန်ကန်နိုဟာဆိုရင်တော့ UFC ရဲ့ heavyweight champion ဖြစ်နေစဉ်ဂရက်ကစာချုပ်တဲ့မချုပ်တော့ပဲလမ်းခွင်တွန်းခဲ့တာပဲဖြစ်ပါလိမ့် UFC ဘက်ကဖရန်စင်အန်ကန်နိုကိုစာချုပ်တဲ့ချုပ်နိုင်ဖို့အတွက်ကြိုးစားခဲ့တယ်ဆိုပေမဲ့လည်းဘလို့မှအစင်မပြေတာကြောင့်နောက်ဆုံးမှာတော့လမ်းခွဲလိုက်ရတာပဲဖြစ်ပါလိမ့်အဓိကကတော့ထူးခြားပြဿနာဖြစ်ပြီး UFC ဘက်ကစံချိန်တင်လှစာနဲ့ကန်လန်းခဲ့တာတောင်ငင်းပယ်ခဲ့တယ်လို့သိထားရပါတယ်။ UMC ဖက်ကဘယ်ဖိုက်တာကူမှမပီးဖူးတဲ့ထူကြီးမျိုးနဲ့ကန်လန်ပြီးသူတို့ရဲ့ချန်ပီယံကြီးကိုထိန်းထားဖို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။တွေ့အရတော့ Francis Ngannou ကိုဒေါ်လာ5တန်းအထိတူပေးမယ်လို့ကန်လန်ခဲ့တာဖြစ်ပြီးဂျွန်ဂျွန်စ်နဲ့ထူပြီးရင်ဒီထက်ပိုရမယ်လို့ UMC ဖက်ကကန်လန်ခဲ့ပါတယ်။ဒါပေမဲ့ Francis Ngannou ကတော့လက်မခံခဲ့ပါဘူး။ Francis Ngannou ဟာအရင်ကတည်းကထူးကြီးနဲ့ပတ်သက်ပြီး UFC နဲ့ပြဿနာတွေလည်းရှိထားဖို့တလို့ ထူးခြားပိုကောင်းတဲ့ဘောက်စင်ဖက်ပိုင်းကိုကူပြောင်းချင်နေခဲ့တာဖြစ်ပါတယ်။ UFC နဲ့လမ်းခွင်းပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ Francis Ngannou ဟာသူ့ရဲ့ဆန္ဒအတိုင်းပဲဘောက်စင်ပွဲတွေကိုရှင်ပြန်ထူတက်ခဲ့ပါတယ်။ဒါပြင် PFM MMA နဲ့စာချုပ်ချုပ်ဆိုထားပြီးတော့ပွဲဦးထွက်မှာ Renan Faria ကိုအနိုင်ယူပြထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း2025ခုနှစ်မှာဆိုရင်တော့ Francis Ngannou အတွက်ခက်ခဲတဲ့နှစ်တစ်နှစ်ဖြစ်သွားခဲ့ရပါတယ်။ သူရဲ့15နှစ်အရွယ်တာလီကွယ်လွန်သွားခဲ့တယ်လို့အက်ဆီဒန့်တစ်ခုမှာ Francis Ancano ကိုတိုင်ကလည်းပါဝင် နေခဲ့ပါတယ်။ဒီလိုအခြေအနေတွေမှာဆိုရင်ပဲ Francis Ancano ဟာ UFC ထံပြန်လာခြင်းနဲ့ဆိုတဲ့သတင်းတွေကလည်းထွက်လာခဲ့ပါတယ်။လက်ရှိ UFC Heavyweight တန်ဟာဆိုရင်တော့ Rated တွေရဲ့အာမလို့အာမရဖြစ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ဂျွန်ဂျွန်စနဲ့ Thor Aspinall တို့ကခက်ပတ်ပေါင်းစည်းပွဲထုတ်တက်ရမယ်ဆိုပေမဲ့ အခုထိပွဲကဖြစ်မလာသေးပဲဂျွန်ဂျွန်းစပက်ကအချိန်ဆွဲနေတဲ့သဘောမျိုးတွေလည်းတွေ့မြင်နေရပါတယ်ဒီလိုအခြေအနေမျိုးမှာ Francis Ngannou ကပြန်ရောက်လာမယ်ဆိုရင်တော့ UFC Heavyweight တန်းကပို့ပြီးတော့မြန်ဆိုင်လာမယ်လို့လည်းပြည်သက်တွေကသုံးသပ်နေကြပါတယ်။ဒါပေမဲ့ Francis Ngannou အနေနဲ့ PFN နဲ့ကလည်းစာချုပ်ရှိနေသေးတဲ့အတွက် UFC ကိုပြန်လာဖို့ကိစ္စကလည်းထင်တယ်လို့လွယ်ကူမှာတော့မဟုတ်နေပါဘူး။ဟုတ်ကဲ့ပါ။ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ အဆုံးထိကြည့်ရှုကြပင်းနေတဲ့ပြည်သက်တဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်။နောက်လာမယ့်နေ့ဒီမှာလည်းအာကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပြီးတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe မလုပ်ရသေးဘူးဆိုရင် like and subscribe လေးနဲ့အပီးခဲ့ပြီးဖို့ဒီကနေ့အားလုံးကိုတောင်းဆိုလိုက်ချင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Joseph ပဲဖြစ်ပါတယ်။အားလုံးပဲတန်ရာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။